အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာမော်လမြိုင်မှာ implant patient ကုသပေးခဲ့တဲ့အကြောင်းလေးကို implant စိတ်ဝင်စားတဲ့လူတွေအတွက် knowledge sharing ဗီဒီယိုလေးပြုလုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရင်ဗီဒီယိုတစ်ခုမှလည်းပြောပြခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့အပေါ်သွားတွေပေါ့နော်မရှိတဲ့ခါမှာသွားဆိုင်တဲ့ခါမှာအပေါ်သွားတွေကသွားနှုတ်ထားတာကြာလို့ရှိရင်အရိုးတွေနှိမ့်ကြသွားပေါ့နော်အဲ့တော့ implant ထည့်စရာနေရာမရှိတော့ဘူးเนาะဒီဗီဒီယိုမှာဆိုရင်ကျွန်တော်တို့အရိုးကတော်တော်လေးကိုပါပြီးတော့1မီလီမီတာလောက်ပဲထူတော့တယ်ပေါ့เนาะ ဲ့လိုအခြေအနေမျိုးမှာ implant တိုင်ထည့်တဲ့နေရာကနေပြီးတော့ကျွန်တော်တို့ရိုးတွေကိုဖြည့်ခြင်းကအဲ့လိုနီးနေရမရဘူးပေါ့နော် maxillary sinus လို့ခေါ်တဲ့လေးကိုဘေးကနေဖွင့်ပြီးတော့ကျွန်တော်တို့လေးရဲ့မိဘလေးကိုပုံမပြီးတော့ရိုးဖြည့်တဲ့နီးတောင်းရတယ်ပေါ့နော်ရိုးဖြည့်ပြီးတော့ကျွန်တော်တို့ implant တိုင်ထည့်တယ်ပေါ့နော်အဲ့တော့အဲ့လိုထည့်တဲ့ခါမှာ membrane ပေါ့နော်ခုနမိပါလေးမပေါအောင်လို့ကျွန်တော်တို့ကတေချာမပြီးတော့ယူဖြည့်ရတယ်ပေါ့နော် ပြန်ကျွန်တော်အင်ဘလန်တိုင်းထည့်တယ်။အင်ဘလန်တိုင်း၃ချောင်းထည့်တယ်ပေါ့နော်။ရိုးတွေကိုတခြားဘေးကနေပြန်ဖြည့်တယ်။ပြန်ခုနအယိုးလေးဖွင့်ထားတဲ့ window လေးကအယိုးပါလေးကိုပြန်ကတ်ပြီးတော့ဘဝနေ collagen membrane နဲ့ကျွန်တော်ပြန်အုပ်ပြီးတော့တခြားပြန်ချုပ်ပြရတယ်ပေါ့နော်။အဲ့လိုနှီးနေလောက်ရတယ်ပေါ့။အဲ့ဒါကတော့ before ပေါ့နော် implant တိုင်းမထည့်ခင်ဒါကယူဖြည့်ပြီးတော့ကျွန်တော် implant တိုင်း၃ချောင်းထည့်ပြီးတော့ပေါ့နော်အဲ့မှာမြားပြထားတဲ့နေရာမှာဂျိုးတွေအများကြီးထည့်ပြီးသွားပြီပေါ့နော် နောက်လေးလတော့နေပုံယူပြီးတော့သွားတက်လို့ရပါပြီပေါ့နော်အဲ့လိုနီးလမ်းမမနဲ့လုံးမသားလင်းဒီအင်မလန်တိုင်းတွေကအယိုးတွေမှာရေရှည်မြဲပြီးတော့အကြာကြီးသွားတွေကခိုင်မြဲနေမှာပေါ့နော်လေးမှာအယိုးဖြစ်ပြီးတော့အင်မလန်တိုင်းဘလိုဆိုင်လဲဆိုတော့နီးလမ်းလေးကိုကျွန်တော်ရှင်းပြထားခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်